ားလုံးပဲမင်္ဂလာပါခင်ဗျ Lucky Dude Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျအဖွင့်နေ့21ရက်နေ့လေးလ2025တနင်္လာနေ့အဖွင့်နေ့17နာရီ10မိနစ်အတွက်ကျွန်တော်ပထမဆုံးထိပ်စည်းလေးကိုကျွန်တော်တက်ပြပေးပါမယ်နော်အားလုံးနဲ့မင်္ဂလာပါခင်ဗျ21ရက်နေ့တော့ကျွန်တော်မနက်ရောညနေရောနေကုန်အတွက်တက်ပြပေးသွားပါမယ်ခင်ဗျပထမဆုံးကျွန်တော်တို့က17နာရီ10မိနစ်အတွက်ထိပ်စည်းပိုင်းလေးကိုကျွန်တော်နဲ့အတူစာပြီးကြည့်ကြရအောင်ခင်ဗျနော်ပထမဆုံးထိပ်စည်းပိုင်းလေးကျွန်တော်တို့စာကြည့်မယ် ဒေစီပိုင်းလေယာကြီးကကျွန်တော်တို့6ရဲ့နော်6ရဲ့1ရဲ့9ရဲ့ဝင်နော်ဒီ3လုံးပေါင်းချင်းတက်ဆက်16ရဲ့ပါဝါက1နော်6ပါဝါ1ဆိုတော့ဒီမှာကျွန်တော်ဘာထွက်သွားရည်လဲ1ထိတ်စီးထွက်သွားတယ်ဟုတ်ပြီနော်6 1 9ပေါင်းချင်းက16 6ရဲ့ပါဝါ1ကျွန်တော်တို့ဒီမှာ1ထိတ်စီးထွက်လာတယ်ခင်ဗျဒါကကျွန်တော်အဖွင့်လေး21ရဲ့2 7နာရီတက်မိနစ်တော့ပေါ့ခင်ဗျနော် ဟိုတစ်ထိတ်စီလေးထပ်ထားပါဗါးနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်ဆိုရင်နောက်တစ်ခုကြတော့ကျွန်တော်ဒီက6 7ရဲ့5ရဲ့6ရဲ့ဒီ3လုံးပေါင်းချင်းဟုတ်ပြီเนาะ sorry ပါမင်းမင်းချိန်ပါဒီ3လုံးပေါင်းချင်းပါခင်ဗျာเนาะဒီ3လုံးပေါင်းချင်းเนาะဒီ3လုံးပေါင်းချင်းက17 19ပေါ့ခင်ဗျာ9ရဲ့ power က4ဟုတ်ပြီเนาะ9 power 4ဆိုတော့ဒီမှာပါထွက်သွားပြီလဲဆိုတော့ကျွန်တော်4ထိပ်စီထွက်တာ ဟုတ်ပြီနော်၄ထိပ်စီလေးထွက်သွားပါမယ်ဒီသုံးလုံးပေါင်းရင်၁၁၁၉ရဲ့ပါဝါလေး၄ထိပ်စီဒါကြောင့်မို့လာမယ့်ကျွန်တော်တို့နော်၂၁ရက်နေ့၁၂နာရီ10မိနစ်မှာဖြစ်နိုင်ခြေရှိတဲ့ကဏ္ဍလေးရတော့ဒီဟာတို့တို့၁ရက်၈ရက်9ရက်နော်ဒီသုံးလုံးပေါင်းခြင်းက94ပါခင်ဗျာ၄ရက်ပါဝါ9ပဲခင်ဗျာနော်ဒါကြောင့်မို့ထိပ်စီကျွန်တော်တို့ပါရသွားပြီလဲဆိုတော့9တလုံးရသွားပြီ၁၂နာရီ10မိနစ်တော့ကျွန်တော်တို့9တလုံးရသွားပြီဒါကကဏ္ဍလိုချင်တဲ့လူ နော်ကွာလွေမွေးခွင်းနဲ့မွေးကနန်းလိုချင်တဲ့ရတယ် daily လိုချင်တဲ့ရတယ်ခင်ဗျလက်တောင်းလို့ရပါလိမ့်ခင်ဗျနော်ဒါကတော့ကိုထိတ်စီကျွန်တော်တို့တလုံးရသွားပြီ30နာရီ10မိနစ်အတွက်နော်အခုကျွန်တော်အပိတ်ကနန်းလေးကိုဆက်ပြမယ်နော်အပိတ်ကနန်းလေးကျွန်တော်တို့ဆက်ကြည့်ခင်ဗျအပိတ်ကနန်းလေးဟာကျွန်တော်အပိတ်ကနန်းလေးကတရား6ရယ်နော်6ရယ်5ရယ်ပြီးရင်တရား6ရယ်4ရယ်ဟုတ်ပြီနော်ဒီ၄လုံးပေါင်းချင်း6 5 6 4ပေါင်းတက်ဆက် 21ဆိုတော့တဲ့ရကျွန်တော်ကနှက်ခတ်ပို့ယူလိုက်မယ်နှက်ခတ်က8ဟုတ်ပြီเนาะတဲ့ရနှက်ခတ်က8ဆိုတော့ဒီမှာ8အပိတ်နဲ့1 8ဆိုပြီးထွက်သွားတယ်ခင်ဗျာ6 5 6 4ပေါင်းခြင်းက6နဲ့4နဲ့ပေါင်းတော့10ဒီက71 21တဲ့ရနှက်ခတ်က8 8အပိတ်နဲ့1 8ဆိုပြီးထွက်သွားတယ်ဟုတ်ပြီเนาะအဲ့ဒီတိုင်းပဲခင်ဗျာနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်အောင်နောက်တစ်ခုကလည်းဒီက8ရ9ရပြီးက9နဲ့2နဲ့ဒီက2နဲ့ပေါင်းခြင်းပဲ ဟုတ်ပြီเนาะဒါဆိုရင်စင်းနဲ့နှင်းနဲ့ပေါင်းတော့၁၀ငါးနဲ့နှင်းနဲ့ပေါင်း9 7 9 9ရဲ့ကျွန်တော်နှက်ခတ်က3ညဟုတ်ပြီဒီမှာ3ညထွက်သွားတယ်ခင်ဗျเนาะ4 3ညဆိုပြီးတော့3ညအပိတ်လေးထွက်သွားတယ်ဟုတ်ပြီเนาะဒါကြောင့်လာမယ်21ရက်နေ့12နာရီကျွန်တော်တို့เนาะ12နာရီ10မိနစ်မှာဖြစ်နိုင်ကြီးရှိတဲ့ခန်းန်းလေးရတော့တင်းနဲ့ငါးနဲ့ပေါင်းမယ်9နဲ့6နဲ့ပေါင်း3နဲ့ပေါင်း4လုံးပေါင်းချင်းပါခင်ဗျဟုတ်ပြီเนาะ 1နဲ့9နဲ့ပေါင်းတော့6 6နဲ့6နဲ့ပေါင်းတော့7နဲ့7နဲ့3နဲ့ပေါင်းတော့15 15 9ရဲ့နှက်ခတ်က3ထွက်ပါတယ်ဒါကြောင့်မို့ဒီမှာကျွန်တော်တို့က3အပိတ်နဲ့63ဆိုပြီးတော့တစ်ခွက်ပဲထွက်ထားတယ်ခင်ဗျဟုတ်ပြီနော်63ဆိုပြီးတော့တစ်ခွက်တည်းထွက်ထားပါတယ်ဒါကကျွန်တော်တို့အဖွင့်နေ21ရက်နေ့အဖွင့်နေ့အတွက်နော်ဒါ7နှစ်နိုင်10မိနစ်အတွက် main ကနန်းလေး63ရထားပါတယ်ခင်ဗျအဲ့ဒီမှာမတွဲထိုးခြင်းတဲ့လူကျွန်တော်တို့ပြီးခဲ့တဲ့တောက်ကြနေ့ရနော် တောက်ကြနေရတော့ကျွန်တော်တွဲပြီးတဲ့ထဲမှာတော့အရန်တဲကတော့ထွက်သွားပါတယ်ခင်ဗျာနော်နောက်အခုစမှာတွဲမယ်ဆိုရင်၄ရက်ပါဝါကို၄ရက်နှက်ခက်ကနှစ်၅နှက်ခက်က၃၅ပါဝါ၃ကြောက်ဟောပြီနော်အဲ့ဒီမှာမီလိုစိတ်ကြိုက်တွဲလို့ရပါတယ်၄၅၄၃၄၃ကြောက်၉၅၉၃၉၃ကြောက်ပြီးရင်၂၅၂၃၂၃ကြောက်ဒါလေးတွေကောင်းပါတယ်အဓိကတော့၉၃ကတော့ main ပါခင်ဗျာ၂၂ကျွန်တော်၂၁ရက်နေ့၂၂နိုင်တက်မနေမှာဟောပြီနော် ါကမနက်ပိုင်း7:00နာရီ10မိနစ်အတွက်အခုကျွန်တော်ညနေ4:00နာရီခွဲအတွက်ပထမဆုံးထိပ်စီးကိုကျွန်တော်စပြမယ်နော်ထိပ်စီးရောအပိတ်ရောတစ်ခါလေးစပြလိုက်မယ်ခင်ဗျနော်ပထမဆုံးကျွန်တော်တို့ထိတ်စီထိတ်စီဆိုတာကျွန်တော်တို့ဒီမှာဒီကရှစ်ကိုပြောမှာရှစ်ရဲ့ထိတ်စီကိုကျွန်တော်တို့စတွက်မယ်ဆိုရင်ရှစ်ရဲ့ထိတ်စီကဒီသုံးလုံးပေါင်းခြင်းเนาะကျွန်တော်အခုဒီမှာကျွန်တော်မျှထိုးပေးလိုက်တယ်เนาะဒီမှာရှစ်ရဲ့၁ရဲ့၄ရဲ့ဟုတ်ပြီเนาะ ရှစ်ရက်၁ရက်၄ရက်ပေါင်းခြင်းက73ရပါတယ်3ရက်ပါဝါကကျွန်တော်တို့800ရဟုတ်ပြီเนาะဒီမှာပါထွက်သွားတယ်8ထိပ်စီထွက်သွားတယ်ကျွန်တော်ပြန်ပေါင်းပေးပါမယ်ရှစ်ရက်၁ရက်၄ရက်ပေါင်းခြင်းက79ကိုနဲ့၄နဲ့ပေါင်း73 3ရက်ပါဝါ8 80ရှစ်ထိပ်ထွက်သွားတယ်ဒါကညနေ၄နာရီခွဲအတွက်21ရက်နေ့ကျနေလာနေ့ဟုတ်ပြီเนาะအခုနေ့၄နာရီခွဲအတွက်8တလုံးကျွန်တော်တို့ဒီမှာထွက်သွားတယ်ပြီးရင်အပိတ်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အပိတ်ကဏ္ဍက ဟုတ်ပြီနော်အပိတ်ကိုကြည့်မယ်ဆိုရင်ဟုတ်ပြီဒီကကျွန်တော်တို့ဒီမှာယူလိုက်မယ်နော်ဒီက1ရယ် sorry နောက်တစ်ခုနဲ့ယူလိုက်မယ်ဟာ1เนาะကျွန်တော်ဒီ1ရယ်เนาะဒီက1ရယ်ဒီက6ရယ်ဒီက4ရယ်4လုံးပေါင်းချင်းเนาะကျွန်တော်မြင်အပြာလေးနဲ့လုပ်လိုက်တဲ့4လုံးပေါင်းချင်း 1164ပေါင်းချင်းကတဆက်72နှစ်ရဲ့ကျွန်တော်နတ်ခတ်က4ဒီမှာကျွန်တော်တို့4အပိတ်နဲ့ပါထွက်သွားတယ်84ထွက်တာလေခင်ဗျာဟုတ်ပြီနော်4အပိတ်နဲ့84ထိပ်စည်းကိုကျွန်တော်ကြည့်မယ်ဆိုရင်814ပေါင်းချင်းက73 3ရဲ့ပါဝါ8ထိပ်အပိတ်ကိုကြည့်မယ်ဆိုရင်1164တဆက်72နှစ်ရဲ့နတ်ခတ်က4 84ထွက်လာတယ်ဟုတ်ပြီနော်အဲ့ဒီတိုင်းပဲနောက်ခုကျွန်တော်တို့ချက်ဆက်ကြည့်မယ် ောက်တစ်ခုဆက်ကြည့်မယ်ဆိုရင်ဒီဟာ၈ရက်၅ရက်ဒီဟာကျွန်တော်ဗာနဲ့2ရက်ပေါင်းချင်းဟုတ်ပြီနော်၈၅နှစ်ပေါင်းချင်းက၁၅၅ရက်ပါဝါ၃ညဒီမှာကျွန်တော်တို့ဗာထွက်သွားရည်၃ညထိတ်စီထွက်သွားရည်၈၅နှစ်ပေါင်းချင်းက9ညနေပေါင်းတော့၅၅ရက်ပါဝါ၃ညကျွန်တော်အပိတ်ကိုဆက်ကြည့်မယ်အပိတ်ကကျွန်တော်တို့အပေါ်တိုင်းပဲခင်ဗျာဒီမှာ၈ရက်၅ရက်၅ရက်2ရက်ဒီဟာ2ရက်ဟုတ်ပြီနော်၈၅နှစ်နှစ်ပေါင်းချင်း ဒီမှာဆိုရင်ကျွန်တော်တို့ပါတယ်၈နဲ့2နဲ့ပေါင်းတော့10 18 18ခုနှစ်ရဲ့နှက်ခတ်ကလည်း၃ညပဲခင်ဗျသူတို့ဒါကြောင့်ဒီမှာပါထွက်သွားတယ်ကျွန်တော်တို့၃ညအပိတ်နဲ့၃ည၃ညဆိုပြီးတော့ထွက်သွားတယ်ဟုတ်ပြီနော်၃ည၃ညဆိုပြီးထွက်သွားတယ်ဒါကြောင့်လာမယ်ကျွန်တော်21ရက်နေ့အဖွင့်နေ့လေးနိုင်ခွဲမှာကျွန်တော်တို့ဗာပိတ်နိုင်ကြီးရှိတယ်ခဏလေးရနော်ထိနေပိတ်တာဗာဖြစ်နိုင်နေတယ်ပေါ့ခင်ဗျကျွန်တော်တို့ကြည့်မယ်ဆိုရင်6 7 သုံးပေါင်းခြင်း9 18 9ရက်ပါဝါကနှစ်เนาะ9ပါဝါနှစ်ကျွန်တော်တို့ထိတ်စီပါရသွားပြီလဲနှစ်ထိတ်စီเนาะနှစ်ထိတ်စီရသွားပြီပြီးရင်ကျွန်တော်တို့အပိတ်ကိုကြည့်မယ်အပိတ်က9 8 6 3ပေါင်းခြင်း9 8 6 3ပေါင်းခြင်းကဒီမှာကျွန်တော်တို့ວ່າရမလဲဒီမှာဆိုရင်9နဲ့10နဲ့ပေါင်းတော့7 9 20 26 6ရဲ့နှက်ခက်က9 နော်6နှစ်ခန့်က6ဆိုတော့ဒီမှာကျွန်တော်က6အပိတ်နဲ့ဘာထွက်သွား29တော်ပြီနော်ဒါက21ရက်နေ့အခွင့်နေ့ညနေ4နာရီခွဲမှာထိုးရမယ်ခဏနှစ်ကွက်ပဲရှိပါတယ်နော်21ရက်နေ့မှာနှစ်ကွက်ရှိမနက်63ညနေ29ကိုထားမယ်ဒီနေ့ကိုနော်မနက်နဲ့ညနေကြောင်းပြန်ထိုးပေးပါနော်ကြောင်းမြန်လည်းထွက်တတ်ပါလေဒီမှာဆိုရင်9ပါဝါ2 9ရက်နဲ့ခက်က3ည6ရက်နဲ့ခက်က6 6ရက်ပါဝါ1အဲ့လိုတွဲထိုးလို့ရပါတယ်ခင်ဗျအားလုံးပဲကျွန်တော်21ရက်နေ့ အဖွင့်နေ့မှာမနက်ဝဲညနေဝဲအားလုံးကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ